Aries ဆိုတဲ့အမျိုးသမီးနဲ့သူ့ရဲ့မိသားစုဟာသူတို့အိမ်ထဲမှာထူးဆန်းတဲ့ဖြစ်ပျက်တွေမကြာခဏဖြစ်ပွားလေးရှိပြီးအထူးသဖြင့်အဲ့ဒီကိစ္စတွေကသူတို့ခွေးလေးဘင်ကိုရဲ့အနီးမှာပဲပိုပြီးအဖြစ်များတတ်ပါတယ်။အိမ်တကားတွေကသူ့လိုလိုပွင့်လာတာမျိုးပစ္စည်းတွေကဘယ်သူမှမထိပဲနဲ့သူ့ဘာသာပြုတ်ကျလာတာမျိုးတခါတလေလူတွေမမြင်ရတဲ့အရာတွေကိုခွေးလေးတွေကတတိထားမိပြီးဟောင်းနေတာမျိုးတွေလည်းတွေ့ရတတ်ပါတယ်။ တရက်မှာတော့ area နဲ့သူမရဲ့ခင်မိုးတို့ဟာ TV ကြည့်နေကြတော့မမျောလင့်ထားတဲ့အရာတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်ခွေးလေးရဲ့ခန္ဓာကိုယ်ကိုတစုံတရာကဆွဲလိုက်တဲ့ပုံစံမျိုးတွေ့မြင်လိုက်ရပြီးဒီပြည့်ရဲ့ကြောင့်ခွေးလေးဟာအတိတ်တလန့်နဲ့သူ့သခင်တွေရှိတဲ့နေရာကိုထွက်ပြေးသွားခဲ့ပါတယ် အေရီယန်နဲ့သူ့မျိုးသားဟာခွေးလေးရဲ့မူမမှန်တဲ့ပုံစံကိုတတိထားမိခဲ့ပေမဲ့ဘာကြောင့်ဖြစ်ရလဲဆိုတာကိုတော့အဖြေရှာလို့မရခဲ့ပါဘူး။နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာလည်းအမျိုးသားတစ်ယောက်ဟာအိမ်ခန်းထဲမှာရှိနေတော့သူ့ခွေးလေးကအိမ်ရဲ့တနေရာကိုစူးစိုက်ကြည့်ပြီးဟောင်းနေတာကြောင့်အဲ့ဒီဖြစ်ရက်ကိုအခုလိုပဲဗီဒီယိုရိုက်ကူးထားခဲ့ပါတယ်။ I know, dude. What's going on? What are you seeing? Something's been spooking on me. jumping around. This dude. what are you seeing? Why don't you back up, Charlie? I know. Calm down. It's okay. What are you seeing? You're freaking me out, buddy should we go, Bubba? You tell me when it's time to go. Cause I don't know what you're looking at, but when we need to go, you let me know, buddy. What's freaking you out, Bub? Okay. Should we go? Yeah? <laughs> you leave when we gotta go. As soon as you walk out, I'll be. ခွေးလေးဟာလူသားတွေမမြင်နိုင်တဲ့အရာတစ်ခုကိုမြင်နေရတဲ့ပုံပါပဲဒါပေမဲ့အဲ့ဒီအရာကိုကင်မရာထဲမှာလည်းတွေ့မြင်ခဲ့ရပါတယ်မမဲအရာတစ်ခုဟာမျက်နှာကြမ်းမှာပြန်ဝဲနေပြီးရုတ်တရက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အိမ်ပြင်ဘက်ကဖြတ်တန်းသွားတဲ့ငှက်တကောင်ရဲ့ပုံရိပ်လို့ထင်ကောင်းထင်နိုင်ပါတယ်ဒါပေမဲ့အဲ့ဒီအရာဟာမျက်နှာကြမ်းနားမှာရောရှောက်လန်းနားမှာပါပြန်ဝဲနေခဲ့တဲ့အပြင်အမျိုးသမီးတယောက်ရဲ့လေတံတီးတိုးနဲ့ပြောလိုက်တဲ့စကားသံတစ်ခုကိုပါဖမ်းယူရိုက်ကူးမိခဲ့တာကြောင့်ဒီဖြစ်ရဟာတဘာဝလွန်ဖြစ်ရတစ်ခုလို့ယူဆလို့ရပါတယ် ရိတ်သက်တို့ရောဒီဗီဒီယိုလေးကိုဘယ်လိုမြင်မိပါသလဲခင်ဗျာ Should we go? Yeah. အနီရှားဆိုတဲ့ကောင်မလေးတယောက်ဟာတညမှာတော့အိမ်ရဲ့ဧကန်းမှာတပ်ဆင်ထားတဲ့မှန်တစ်ချက်ရဲ့ရှေ့ကနေတူးဆန်းတဲ့ပုံရိပ်တစ်ခုကိုတွေးလိုက်ရလို့ဖုန်းကင်မရာနဲ့အခုလိုပဲအမိရာရိုက်ကူးထားခဲ့ပါတယ် ကလေးတစ်ယောက်ရဲ့ပုံရိပ်ဟာ flash mirror အောက်မှာအထင်းသာပေါ်လာခဲ့ပါတယ်။အဲ့ဒီပုံရိပ်ဟာမှန်ကုန်ငေးကြည့်နေပုံရပြီးစက္ကပ်အနှင်းငယ်အတွင်းမှာပဲပြန်လေပြောက်ကွယ်သွားခဲ့ပါတယ်။ဒီနေရာမှာမေးစရာရှိတာက flash mirror ကဘယ်ကနေပေါ်လာတာလဲ။နောက်ပြီးအဲ့ဒီအရေးကရောဘယ်ကရောက်လာတာလဲ။ ဂျပန်နိုင်ငံကနာမည်ကြီးဂိုဆန်နာအဖွဲ့တစ်ဖွဲ့ဟာနှစ်30နီးပါးလောက်စွန့်ပစ်ထားတာကြာပြီဖြစ်တဲ့အဆောက်အဦပြတ်တစ်ခုစီတွားရောက်ခဲ့ကြပါတယ်။အဲ့ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့နောက်ကျောင်းရာဇဝင်တွေရှိပါတယ်။အဆောက်အဦထဲမှာနေထိုင်တဲ့ကောင်မလေးတယောက်ဟာအိမ်ပိုင်ရှင်နဲ့အကြီးအကျယ်စကားအခြေတင်ပြစ်ပြီးနောက်ပျောက်ဆုံးသွားခဲ့ပါတယ်။တချို့ကတော့ကောင်မလေးဟာအသက်ခံလိုက်ရတာဖြစ်နိုင်တယ်လို့ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားတာဖြစ်နိုင်တယ်လို့ယူဆနေကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကောင်မလေးဟာအခန်းပြောင်းရှိသွားတာမျိုးမဟုတ်ပဲလူကြီးတက်တက်ပျောက်ဆုံးသွားတာဖြစ်ပါတယ်။ ဲ့ဒီမိန်းကလေးရဲ့နာကြီးမှုတွေမတင်တတ်မှုတွေကဒီအစာအုပ်ထဲမှာပိတ်လောင်နေပြီးသူမကိုယ်တိုင်လည်းဒီနေရာမှာမကြွမလွတ်ဘဝနဲ့ကျင်လည်နေတယ်လို့ကောလာဟာလာသတင်းတွေထွက်ပေါ်လာပြီးနောက်မှာတော့ဒီသတင်းကအစာအုပ်တစ်ခုလုံးကိုတမဟုတ်ချင်းပြန့်နှံ့သွားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းဒီအရာမှာနေထိုင်တဲ့လူတွေအားလည်းတစတစနဲ့ပြောင်းရွှေ့သွားခဲ့ကြပြီးနောက်ဆုံးမှာတော့လူသူကင်းမဲ့တဲ့အစာအုပ်တစ်ခုဖြစ်လာခဲ့ပါတယ်။ဂန်ချန်းဆိုတဲ့အဖွဲ့သားတယောက်ဟာအစာအုပ်ထဲကိုလက်ပတ်ကြည့်နေတော့ ိုက်ချန်းဆိုတဲ့နောက်တပ်အဖော်တယောက်ကတော့အစာဦးအနီးတစ်ဝိုက်ကိုစူးစမ်းရှာဖွေမှုတွေပြုလုပ်ခဲ့ပါတယ်။ဒီအချိန်မှာပဲအစာဦးထဲမှာရှောက်ကြည့်နေတဲ့ဂန်ချန်းစီကိုအဖိတ်ခေါ်ထားတဲ့အရာတစ်ခုရောက်ရှိလာခဲ့ပါတယ်။ちょっとお互いその見つけた部屋を調査する何の音今のんんえ 何の音 ကကြာထူးဆန်းတဲ့အတံကိုကြားလိုက်ရပြီးနောက်အတာပိုင်ရှင်ကိုလိုက်ရှာနေတော့မှာပဲမျက်နှာကျက်ရဲ့အပေါ်ကနေတွဲလောင်းကျနေတဲ့ဥကောင်းလူလိုအရာတစ်ခုကိုတွေ့မြင်ခဲ့ရပါတယ်။ရုတ်တရက်မြင်လိုက်ရတာကြောင့်သူလည်းထိတ်လန့်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနေရာကိုနောက်တစ်ချိန်ပြန်ကြည့်လိုက်ချိန်မှာတော့အဆိုပါအရာဟာပြန်လည်ပျောက်ကွယ်သွားခဲ့ပါတယ်။ကန်ကြာဟာအရေးစွန်ပြီးအပေါ်ဓာတ်ကိုတက်ကြည့်ဖို့စူးစမ်းခဲ့ပြန်ပါတယ်။ဒီတစ်ချိန်မှာလည်းမမျောလင့်ထားတဲ့အရာတချို့ကသူ့ကိုစောင့်ကြည့်နေခဲ့ပြန်ပါတယ်။

ခန်းရဲ့အလင်မှာအကောင်တိုင်းရှိနေတဲ့မှန်တချောက်ကိုတွေးလိုက်ရလို့ကန့်ချာဟာမှန်နားကိုကပ်ပြီးစစ်ဆေးကြည့်နေတော့မှပဲသူ့အနောက်မှာရက်နေတဲ့ခြေထောက်တစုံကိုမြင်ခဲ့ရပါတယ်။သူချက်ချင်းအနောက်ဘက်ကိုလှက်ပတ်ကြည့်ခဲ့ပေမဲ့အခန်းထဲမှာဘသူမှရှိမနေခဲ့ပါဘူး။ဒါကြောင့်ဒီဖြစ်ရပ်တွေအားလုံးဟာအမှန်တကယ်ခြောက်လန့်ခံရတာဖြစ်နိုင်တယ်လို့သူတို့ကယုံကြည်လျက်ရှိပါတယ်။ဒါပေမဲ့မိတ်ဆွေတို့ရဲ့စိတ်ထဲမှာပြောကျင်နေတဲ့အကြောင်းအရာတွေရှိမယ်လို့ထင်ပါတယ်။ဒါကြောင့်ကွန်မန့်မှာထင်မြင်ချက်လေးတွေရေးပေးသွားခဲ့ကြပါအောင်ခင်ဗျာ။ အမ်လီယာဆိုတဲ့အမျိုးသမီးဟာအင်္ဂလန်နိုင်ငံတောင်ပိုင်းကတတန်း250လောက်ရှိတဲ့ရှေးဟောင်းအိမ်တလုံးကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။တရက်မှာတော့အမ်လီယာပုံပြက်နေတဲ့အိမ်ရဲ့ကျန်းကျင်းသက်သားပြားတချို့ကိုတရိပ်ထားမိပြီးခွာကြည့်ခဲ့ပါတယ်။ဒီကမှာတော့1904ခုနှစ်လောက်ကအသုံးပြုခဲ့တယ်လို့ထင်ရတဲ့ဒင်းကားပြားတစ်ခုရဲ့နောက်ပြီးအရန်ထူးဆန်းတဲ့စာအုပ်ဟောင်းတအုပ်ကိုတွေ့ရှိခဲ့ရပါတယ်။ It's definitely a book, but they're not like actual pages. They're like really thick. ရိုးရိုးတမ်းတမ်းဓာတ်ပုံအဲဗန်တစ်ခုဖြစ်ပေမဲ့စာအုပ်ထဲကပုံတွေကတော့ထူးခြားလို့နေပါတယ်။တချို့ပုံတွေဆိုရင်ဘာမှမရှိတဲ့အခန်းတွေကိုဓာတ်ပုံရိုက်ထားတာဖြစ်ပါတယ်။ The rest of the album is filled with pictures of empty rooms that have an unsettling feeling. A dark shadow appears in all of these photos. အရိစာအုပ်ကိုတွေ့ပြီးနောက်ပိုင်းမှာတော့အမ်လီယာရဲ့အိမ်ထဲမှာထူးဆန်းတဲ့အဖြစ်အပျက်ပေါင်းများစွာပေါ်ပေါက်လာခဲ့ပါတယ်။ And it's like it just stopped. And now it's like. Am I tripping out? တချို့ကတော့ဒီလိုဖြစ်နေရတာကိုတန်လိုက်တစ်ခုခုကြောင်းလို့ယူဆနေကြပါတယ်။ဒါပေမဲ့နောက်ပိုင်းကြုံတွေ့ရတဲ့အရာတွေကတော့ရှင်းပြဖို့ခက်ခဲသလိုနားလည်ဖို့လည်းခက်ခဲလာပါတယ်။ တညမှာသူမအိပ်ပျော်နေတော့အပေါ်ဓာတ်ကဆူဆူညံ့ညံ့အတန်တွေကြားနေရလို့တက်ကြည့်ခဲ့ပါတယ်။သူမဟာဖုန်းကင်မရာကိုဖွင့်ပြီးမှတ်တမ်းတင်ဖို့လဲစူးစမ်းခဲ့ပါတယ်။ဒါပေမဲ့ဒီလောက်ရဟာအလွန်မှားယွင်းတဲ့လောက်ရဖြစ်ကြောင်းနောက်ပိုင်းမှသိလိုက်ရပါတယ်။ သူမခန်းထဲကိုဝင်လိုက်တယ်ဆိုရင်ပဲခန်းစည်းလိုက်ကစားတစ်ခုကတိတိတသာလှုပ်ရှားသွားခဲ့ပါတယ်။တစက်ထဲမှာပဲနယံမှာချိတ်ထားတဲ့ earphone တစ်ခုကသူ့လူလူပြုတ်ကျသွားခဲ့ပြန်ပါတယ်။ဒီပြည့်ရတွေအားလုံးဟာအိမ်ကျန်းမြေအောက်ကစာအုပ်ကိုတွေ့ရှိပြီးနောက်ပိုင်းမှာကြုံတွေ့လာရတာဖြစ်ပြီးအဲ့ဒီအိမ်ထဲမှာအမ်လီယာတယောက်ဘာရီဆက်ပြုတ်အောင်မဲဆိုတာကိုတော့ကျွန်တော်လေးအတော်လေးသိနေပါတယ်။ဒါကြောင့်နောက်တဲ့ထူးခြားမှုတွေရှိရင်ဆက်ပြီးဖော်ပြပေးပါဦးမယ်ခင်ဗျာ။ အခုတင်ဆက်မဲ့ဗီဒီယိုကတော့လွန်ခဲ့တဲ့12နှစ်လောက်က CCTV ကင်မရာမှာတွေ့ရှိခဲ့တဲ့အရာတစ်ခုကိုဖုန်းကင်မရာနဲ့တဆင့်ပြန်လည်ရကူထားတဲ့ဗီဒီယိုပဲဖြစ်ပါတယ်။ဒါကြောင့်ဗီဒီယို quality ကအတော်လေးဆိုးရွားနေပါတယ်။ဒါပေမဲ့ဗီဒီယိုတဲကပြရကတော့ကျွန်တော်တို့မြင်ဘူးနေကြပုံစံမျိုးလုံးဝမဟုတ်ဘူးဆိုတာမကြခင်မှာမိတ်ဆွေတို့သိလာပါလိမ့်မယ်ခင်ဗျာ။မက္ကဆီကိုနိုင်ငံအနောက်ပိုင်းက Guadalajara မြို့ထဲမှာရှိတဲ့ shopping center တစ်ခုမှာရိုက်ကူးမိခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီ shopping center ကအရင်ကတည်းက ထူးဆန်းတဲ့ဖြစ်ရပ်တွေရှိတယ်လို့နာမည်ကြီးနေတဲ့နေရာတစ်ခုဖြစ်ပြီးညာဆိုင်ဆင်းတဲ့အလုပ်သမားတွေပြောတာကတော့ကလေးတယောက်ပြင်းနေတဲ့အတံမျိုးမကြာခဏကြားရလိရှိတယ်လို့သိရပါတယ်။ဒါ့အပြင်ဈေးဝယ်သူတချို့ကလည်းသူတို့မျက်စိရှိမှရင်ပျောက်ပျောက်သွားတတ်တဲ့ကလေးတယောက်ကိုယဉ်ဘူးတယ်လို့ပြောဆိုကြပါတယ်။တညမှာတော့ညာဆောင်ဝန်ထမ်းတွေဟာရှောင်းလန်းမှာပြေးလွှားနေတဲ့ကလေးတယောက်ကို CCTV ကင်မရာကနေတွေ့လိုက်ရပါတယ်။ဒီချိန်မှာပဲထိတ်လန့်ချောက်ချားစရာကောင်းတဲ့ဖြစ်ရပ်ကသူတို့ကိုအခုလိုပဲစောင့်ကြိုနေခဲ့ပါတယ်။ ve que aquí se mete en la pared. No. Fíjate, subió el pie. ကလေးဟာရှောက်လန်းအတိုင်းပြေးလွှားနေရင်ကပိတ်ထားတဲ့အခန်းတကားနာအရောက်မှာပဲအဲ့ဒီအခန်းထဲကိုဝေရောက်သွားခဲ့ပါတယ်။ထူးဆန်းလာကအဲ့ဒီအခန်းဟာတော့ပိတ်ထားတာဖြစ်တဲ့အပြင်ကလေးဝင်သွားတဲ့ပုံစံကလည်းဒီအတိုင်းဖောက်ထွင်းဝင်ရောက်သွားသလိုပါပဲ။ဒါကြောင့်ဝန်ထမ်းတယောက်ကအဲ့ဒီနေရာကိုတွားရောက်စစ်ဆေးခဲ့ပါတယ်။ဒီတစ်ချိန်မှာလည်းထိလက်စရာကောင်းတဲ့နောက်ထပ်ဖြစ်ရတစ်ခုကိုတွေးမြင်ခဲ့ရပြန်ပါတယ်။

လုံကြုံရေးဝင်နေတာတကားကိုဖွင့်ပြီးအထဲကိုဝင်ခဲ့ပါတယ်အထဲမှာဘသူမှရှိမနေကြောင်းပြောပြီးတကားကိုပြန်ပိတ်မလို့လုံနေတော့မှာပဲကလေးရဲ့အပေါ်ပိုင်းခန္ဓာကိုယ်ကနန်ရန်ရဲ့အလဲလောက်ကနေဖောက်ထွင်းပြီးလုံကြုံရေးဝင်နေကိုကြည့်နေတာတွေ့ခဲ့ရပါတယ်တော်တော်လေးခြောက်ခြားစရာကောင်းတဲ့မြင်ကွင်းတစ်ခုပါပဲအဲ့ဒီကလေးငယ်ဟာတကယ်ပဲပြရလောကသားတစ်ယောက်လားဒါမှမဟုတ်တခြားဘလို့အเจ้าရမျိုးရောဖြစ်နိုင်မလဲ မိတ်ဆွေတို့ရဲ့အမြင်လေးတွေကိုလည်းပြောပြသွားကြပါအောင်ခင်ဗျာ။